အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတကတင်ဆက်ပေးမှာကတော့38ဖြာမင်္ဂလာတရားတော်များမှခန္ဒီစအရာရာ၌တီးခံခြင်းဆိုတဲ့မင်္ဂလာတရားအပိုင်း29ကိုပုံပြင်လေးတစ်ပုဒ်အဖြစ်တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုလိုက်ကြပါဦးလားခင်ဗျာ မြင်လေးရဲ့အမိကတော့အဖိုးအိုနဲ့မောင်သူရင်းလို့အမိရပါတယ်။တခါတော့ကရွာတရွာမှာ မောင်သူရင်းဆိုတဲ့လူငယ်လေးတယောက်ရှိပါတယ်။သူဟာစာအုပ်စာပေဖတ်ရန်ဝါသနာပါသူဖြစ်ပြီးအလုပ်ကိုကြိုးစားသူလည်းဖြစ်ပါတယ်။ဒါပေမဲ့သူ့ဘဝထဲမှာအခက်အခဲတွေအများကြီးရှိနေပါတယ်။ဒီနေ့မှာတော့အလုပ်ခေါ်ရသူသွားခဲ့ရာမောင်မြင်ပဲပြန်လာခဲ့ရပါသည်။အဲ့ဒါကိုသူ့တငယ်ချင်းတယောက်က မင်းကဘာမှမတတ်တာပဲမင်းကိုဘယ်သူကအလောက်ခေါ်มาလဲလို့စသလိုနောက်သလိုပြောသွားခဲ့ပါတယ်အဲ့ဒီစကားကြောင့်မောင်သူရင်းဟာစိတ်မကောင်းဖြစ်သွားရတယ်အဲ့ဒီအကြောင်းကိုအဖို့တယောက်ကသိတော့သူ့ကိုပြောတယ်ခလေးမောင်သူရင်းလူဘဝမှာတစ်ခါတလေမောင်မြင်တာမျိုးတွေဖြစ်နိုင်ပါတယ်အရေးကြီးတာကမင်းကိုပြောခဲ့တဲ့သူကိုမနာမကျင်ပဲ တီးခံတက်ဖို့ပဲလိုတယ်။ဒါရီဘဝမှာမင်းမအောင်မြင်တဲ့အချိန်တွေရှိလိမ့်မယ်။အရေးကြီးတာက မနာလိုစိတ်မရှိပဲခံနိုင်ရည်ရှိဖို့ပါပဲ။အဲ့ဒါကခန္ဒီစတီးခံခြင်းဖြစ်တယ်။ဒီနေ့မှာအောင်မြင်ခြင်းဆိုတာရရှိခဲ့မှာပါမောင်သူတွေ။အဖိုးရဲ့စကားနဲ့မောင်သူတွေဟာစိတ်ခွန်အားတွေတက်လာခဲ့တယ်။သူဟာပြန်လဲစူးစမ်းပြီးအလုပ်ဆက်လျှောက်ခဲ့တယ်။ နောက်တော့နန်းမီအကြီးဆုံးဆင်းရုံကြီးတယုံမှာအလုံးတစ်ခုရရှိလာခဲ့တယ်။အဖိုးအိုစကားကိုလည်းပြန်ပြီးသတိရနေမိတယ်။ကလေးမောင်သူတွေလူဘဝမှာတစ်ခါတလေမောင်မြင်နာမျိုးတွေဖြစ်နိုင်ပါတယ်။အရေးကြီးတာကမင်းကိုပြောခဲ့တဲ့သူတွေကိုမနာမကျင်ပဲသိခံတတ်ဖို့ပဲလိုတယ်လို့အဲ့ဒါကခန္တီစသိခံခြင်းဖြစ်တယ်ကွ။မောင်သူတွေဟာပြုံးပြီးစိတ်ထဲကနေဟုတ်ခဲ့ပါအဖိုး အဖိုးပြောသလိုအရာရာမှာတီးခံခြင်းရှိမှသာ မင်္ဂလာဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ခဲ့ပါပြီလို့ရေရွတ်လိုက်ပါတော့သည် အပြစ်ပြောသူမနာလိုသူစန့်ကျင်သူရှိလေတီးခံနိုင်ခြင်းစိတ်မလုရှားနိုင်ခြင်းဟာ အောင်မြင်မှုနဲ့ငြိမ်းချမ်းမှုရဲ့မူရင်းဖြစ်ပြီးခန္တီစတီးခံခြင်းဆိုတာအရာရာမှာမင်္ဂလာဖြစ်စေတယ်ဆိုတဲ့အကြောင်းမှတ်သားစရာပုံပြလေးတစ်ပုဒ်အဖြစ် တင်ဆက်လိုက်ရပါတယ်ခင်ဗျာ